ှာတစ်လုံးဒီမှာတစ်လုံးအုပ်မယ်ပြီးမှ fire ပေါ်ပြင့်မယ်ဘုံ okay အဲ့လိုနေထားလေးဆိုကိုဘောရောလှမ်းပြီးတော့ဂျိုင်ရဲ့ arrow နဲ့ပစ်ချလိုက်မယ်ဒါဆိုတောင်းဝါ easy စစ်စစ်လေးရပါမယ်နော် hello အားလုံးမင်္ဂလာပါကိုဘော gaming facebook page နဲ့ youtube channel တွေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ video လေးကတော့တောင်းဝါ level 17စနစ်ရဲ့ fireball attacking လေးကိုတိုက်ပြပေးတော့မှာပဲဖြစ်ပါတယ်ဗျ video လေးမစခင်မှာကျွန်တော် youtube channel လေးကို subscribe မလုပ်ရသေးရင် subscribe နေပြီးတော့ဝင်ရံပေးပါဦး subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်းလည်းကျေးဇူးများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ video လေးကိုစလိုက်ကြအောင်ဗျာ โอเคပထမအဦးဆုံးကိုပို့သုံးသွားမဲ့အတက်ကင်လေးရဆိုလို့ရှိရင်တော့ကျွန်တော် minor only လို့လည်းပြောလို့ရတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ကိုပို့ကတော့ minor ကို25កောင်ထည့်ထားပြီးတော့မှာ healer 5កောင်ပါတာပဲဖြစ်ပါတယ်ပြီးတော့နောက်ကနေ session ဘုတော့ကကျွန်တော် baby dragon တို့ပြီးတော့လို့ရှိရင် wish နှစ်កောင်တို့အဲ့ဒါလေးထည့်ထားပေးရပါတော့ spare မှာဆိုလို့ရှိရင်တော့ကိုပို့ကကိုပြောက် spare ကိုရှောင်းလုံးတိတိယူထားပြီးတော့မှာ aquish နှလုံးယူထားတယ်ပြီးတော့ကျွန်တော်တို့ဒီဘက်ကနေပြီးတော့မှာ healing spare တစ်လုံးပါမယ်ဗျပြီးရင်တော့ဒါ cc ကိုတက်ဖို့တော့ကိုဒီကျွန်တော် point စင်လေးလည်းပါမယ်တကယ်တော့ကိုက fire ball ပြလိုက်တဲ့အနေထားမှာ cc ကိုရသွားပြီဆို ို့ရှိရင် point 0ရတော့ဒါ hero တွေအပေါ်မှာအသုံးပြုလို့ရတာပဲဖြစ်ပါတယ် CC true မှာဆိုလို့ရှိရင်တော့ကိုဘောကတော့ healing spell နဲ့ပြီးသွားလို့ရှိရင်ကျွန်တော်ဒီ sea power လေးကိုထည့်ပြီးတော့မှ super yeti နဲ့တွဲပြီးတော့တောင်းထားတာဖြစ်ပါတယ် equipment လေးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ game မှာဆိုလို့ရှိရင်တော့ aquish နဲ့ spiky ball ဖြစ်ပါတယ် queen မှာဆိုလို့ရှိရင်တော့ achieve finger ရဲ့ giant arrow ကိုတောင်းထားတာဖြစ်ပါတယ် water မှာဆိုလို့ရှိရင်တော့ကျွန်တော် rage နဲ့ fire ball ကိုတွဲသုံးထားတာဖြစ်ပါတယ် okay အဲ့တော့ let's go brother တို့စပြီးတော့မှကျွန်တော်ဒီ set attack လေးကိုကြည့်လိုက်ကြအောင်ပြ okay ကိုဘောတိုက်ပြပေးမှာတော့ဒီ b လေးပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကတော့7နှစ်ကိုရောက်နေပြီးတော့မှ archer tower လေးဆိုလို့ရှိရင် level 16 ုန်တီကိုရောက်နေတယ်တဟုံးစနစ်ပေးလေးဖြစ်ပါတယ်โอเคပထမအောင်ဆုံးအနေနဲ့ကိုဘောအရင်ဆုံးစဉ်းစားရမှာတော့ brother တို့အရင်ဆုံးတိုက်ပြီဆိုလို့ရှိရင်တော့ fireball of venia ကိုစပစ်မှာလဲဆိုတာကိုအရင်ကြည့်ရမှာဖြစ်ပါတယ်ကိုဘောတော့ဒီလိုနေရာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်ကဒီရှေ့က h4 လောက်ကိုရှာပြီးတော့မှ eagle ကိုမမှာပဲဖြစ်ပါတယ်တကယ်လို့ eagle ကိုပြစ်မဲ့ဆိုလို့ရှိရင်တော့ဒီအနောက်က defend နေပါရနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုဘောအဲ့လောက် away လမ်းပေါ်ကတော့ကတော့ဒါတော်တော်လေးကျွန်တော်ကိုပြောင်း spare တွေကိုအများကြီးအောင်ရမှာဖြစ်ပါတယ်โอเคကိုဘောတော့ဒါအရှင်နေလေးကြည့်ပြီးတော့မှကျွန်တော် eagle ပြစ်မလား h4 ပြစ်မလားဆိုပြီးတော့မှဒီပွဲတော့ရလို့ရှိရင်တေချာလေးပြပြပေးပါမယ်โอเคဒီနေရာ ောင်ကျွန်တော်တို့ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရင်ဆုံးဒီနေရာနဲ့နီးစပ်မဲ့နေရာလောက်ကိုကျွန်တော်တို့ဝါဒန်လေးကိုရှာပြရမှာဖြစ်ပါတယ်။ဒီထိတ်တဲ့တဲ့ကနေပြီးတော့ဝင်လဲပြဿနာမရှိဘူး။သူ့မှာ defend နေရာဒီကောင်နေပဲရှိတယ်ဆိုတော့ကိုတော့ AACC Warden Ground လေးနဲ့အတူတူလာပြီးတော့မှ Healer လေးနဲ့တွဲပြီးတော့ဆိုရင်တော့ဒီ defend ကြီးကို AC ရရပြ။ဒါပေမဲ့ကျွန်တော်ဒီဘက်ကသွားမယ်ဆိုလို့ကျွန်တော် CC True ရှိတဲ့အတွက်ကြောင့်မို့ဒီဘက်ကနေဝင်မယ်ဆိုရင်တော့ Warden နဲ့ကအလုံးမဖြစ်ဘူး။အဲ့တော့ကိုဘအကြိုက်ဆုံးနေရာကတော့ဒီဒီဘက်ကနေပြီးတော့ဗောနော်ဒီဘက်ကနေဝင်လာတော့ပို့ပြီးတော့အဆင်ပြေတယ်။ Okay အဲ့တော့ကျွန်တော်စာပြီးတော့မှတီးလိုက်ကြပါဗျာ။ဒီ attacking လေးကတော်တော်လေးလဲလွယ်တဲ့ Fireball attacking လေးဖြစ်ပါတယ်။ Okay okay ကိုဘောဆွမ်းနာပြောလို့ပဲပထမဦးဆုံးနဲ့ကျွန်တော်ဒီနေရာလေးနဲ့ဝါဒန်လေးကိုရှာလိုက်တယ်ပြီးတော့နောက်ကနေကျွန်တော်ဟီလာလေး၅កောင်ရှာမယ်ဗျာ okay ဒီပုံစံဓာတ်လေးနဲ့ကျွန်တော်ဒီရှေးအားကျွန်တော်ဒီ collector တွေကိုရှင်းတယ်ပြီးတော့ defend လေးတွေကိုရှင်းမယ်ပြီးရင်တော့ကျွန်တော် login နဲ့ eagle or h4 ခြိုက်တဲ့နေရာကိုလန့်ပစ်လို့အဆင်ပြေတယ်ပေါ့နော် โอเควาดานလေးကိုကိုပေါ့တော့အဲ့ပုံစံလေးနဲ့ပဲထားထားအောင်လက်ထဲမှာကျွန်တော်တို့ကဘက်ကအနေနဲ့လိုရမရကိုပြောင်းစပေးလေးတစ်လုံးကိုင်ထားပေးရမယ်ဗျဥပမာရှေ့ကနေပြီးတော့ Tesla လေးထွက်လာတော့တခုခုဝါတော်ဒုက္ခပေးမယ်កောင်မျိုးတွေဆိုလို့ရှိရင်တော့ကိုပြောင်းစပေးလေးပဲရှာပြီးတော့မှ AEC စီလေးကျွန်တော်တို့ကနေလို့ရတယ်ဗောနော်โอเคဒီလိုနေထားမျိုးလေးဆိုရင်တော့ကိုတို့ဝါဒန်လေးကိုဒါစပြီးတော့မှအလုပ်လုပ်ခိုင်းလို့တော့ရပြီဗောနော်โอเคအဲ့တော့ကိုပေါ့ကိုပြောင်းစပေးအုပ်မယ်နေထားလေးကဒီမှာတစ်လုံးအုပ်မယ်ဒီမှာတစ်လုံးဒီမှာတစ်လုံးဒီမှာတစ်လုံးဒီဘက်ကိုတစ်လုံးပြီးရင်ပြစ်မယ် Oh my god. Oh my god. ဒါပေမဲ့ကိုဒါလိုချင်တဲ့နေရာကိုမရောက်သွားဘူး။ဒါပေမဲ့အဆင်ပြေလောက်လားဆိုတာချက်လောက်ကြည့်ရအောင်ဗျာ။ဒီ H4 လောက်ကိုရရင်တော့မ E ကပြပါမှာပေါ့။ဒါပေမဲ့ကျွန်တော် H4 လောက်လည်းမရဘူး။ရှေ့ရတစ်ဖက်မှာပဲပျောက်ထားအရင်မြန်သွားတဲ့အတွက်ကြောင့်ပေါ့နော်။ Okay အဲ့တော့ water အဲ့ပုံစံလေးကျွန်တော်လွှတ်ထားပေးမယ်။ပြီးတော့ queen ရဲ့ giant arrow လေးကိုကိုပုတ်ကဒီနေရာနေပြမယ်ဗျာ။ရောပြီးတော့ကျွန်တော် aqua နှလုံးရှာလိုက်မယ်။ Okay ီစီရဲ့ထွက်လာတဲ့ကောင်စိုးလေးတွေကိုကျွန်တော်က point လေးရှာမယ်။အဲ့တော့ကျွန်တော်ကင်းရှာမယ်။ push လေးနောက်ကောင်နောက်ကလိုက်မယ်။ water back ကိုကတော့ကိုယ်ကဘာနဲ့ဝင်ပေးမလဲဆိုတော့ဒီ miner လေးဝင်မယ်နော်။နောက်က sweeper လေးရှာတယ်နော် brother တို့။ water လေးအတွက်ကိုကျွန်တော် bucket ဒီမှာကိုပြောင် spare လေးထားလာပေးမယ်။ eagle လောက်ကို easy မှလို့ရတယ်ဗျာဒီကောင်က။ okay nice ဟုတ်ပြီဗျာဒါဆိုတော့အဆင်ပြေသွားပြီနော်ပြီးရင်ကိုတို့ဒီကနေပြီးတော့မှ miner တွေထည့်တော့မယ်ခဏလေးစောင့်မယ် skin validity ပေးလိုက်အောင်မယ် okay final lady ကလိုချင်တဲ့နေရာကိုတော့ကျွန်တော်မရောက်ဘူးကိုပြောင်း spell လေးအုပ်မယ် warden လေးကိုကျွန်တော် backup okay တစ်ချက်ဘိုင် okay ကောင်းတော့ကွာရောင်းရင်ဆောင်းဝမ်းမိုက်နေဘူးเนาะနေထားတော့ warden ရတော်တော်ကြီးကောင်းသွားပြီဗျာတိရ warden ရတော်တော်ကြီးကိုလစ်နေအဲ့တော့ကိုဒီဘက်ကပဲ miner လေးကိုကျွန်တော်ပတ်ချပေးလိုက်တော့မယ်ဗျာ warden သူ့ကလည်းသူတော်တော်မိုက်နေပြီ โอเค healing spell တွေအစီအပြေသလိုလေးရှာမယ်နော်နေရာလေးမှာ healing spell တွေရှာမယ်ရောဒါတော့2017ရဲ့အလွယ်ဆုံး attacking လို့ပြောလို့ရတယ်အဲ့မှာတိမ်မုံတော့ CC မှာဆိုရင်ဒီလိုမျိုးအနေထားမှာအလုံးမဖြစ်ဘူးထင်လို့ချင်းကျွန်တော် air တွေထည့်လို့ရတယ်ဥမာဘောလူးတွေယူတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ် rocket တွေ rocket ဘောလူးလေးတွေထည့်တာပဲဖြစ်ဖြစ်ပေါ့နော်အစီအစီအစီအပြေသလိုပေါ့ပြောင်းပြီးတော့မှ CC true လေးကိုထည့်လို့တော့ရတယ်ပေါ့နော် โอเคဒီမှာလက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တာယာစပယ်တလုံးအပူနဲ့ပဲဒါ71ကနေ72ကို fire one နဲ့အตาလေးဖြုတ်လို့ရတာဖြစ်ပါတယ်โอเคအဲ့တော့ let's go ကျွန်တော်နောက်တစ်ပိတ်ထပ်ပြီးတော့မှတိုက်ပြပေးပါအောင်မယ်โอเคအခုပေးရဆိုလို့ရှိရင် town hall level 72ပဲဖြစ်ပါတယ်ဒါ sona beta ကိုတော့ပို့ပြီးတော့မှတောင်းသွားမယ်သူရဲ့ archer tower တွေကလည်းစက်ကုန်နေကြပဲဖြစ်ပါတယ်အဲ့တော့ air defense တွေကလည်းပို့ပြီးတော့တောင်းမယ် eg ကလည်း level မှာဖြစ်နေပဲโอเค let's go တော့ကျွန်တော်ဒီစပြီးတော့မှကျွန်တော်ဘယ်နေရာချမလဲဆိုတော့အများကြီးပြောစရာမလိုဘူး ။ eagle တက်တဲ့ကိုကျွန်တော် fireball ရှာမှာဖြစ်ပါတယ်။အဲဆိုလို့ချင်း eagle လည်းရမယ်၊ဘေးက defend လေးလည်းအကုန်လုံးရမယ်အနေထားလေးပေါ့နော်။ပြီး warden လေးကို easy လေးဝတ်ပြီးတော့ miner လေးပြစ်ချက်မယ်။ king queen ကိုအဆင်ပြေတဲ့နေရာလောက်ကနေရှာမယ်ဆိုရင်ဒါလုံးဝတိကျသွားပြီ။အဲတော့ let's go brother တို့ကျွန်တော် fireball အမြန်ရှာမှာဖြစ်တဲ့ကြောင့်ကိုကဒါပြုံးလေးရှာလို့ရပါတော့။ဒီမှာတစ်လုံးနှလုံးအမြန်ရှာပြီးတော့မှ warden ပြစ်ပြီးတော့ aquatic နှလုံးရှာလိုက်မယ်။ okay ။နောက်ဆိုတစ်ခါလဲကျူးကြသွားမယ်နော်။အမ်တော်လေးပြောင်းထွက်သွားပြီအဲ့နေရာတော့ကိုကျွန်တော်တို့ခေါင်းရှုံစရာမလိုတော့ဘူး။ ီဘက်ကနေမိုင်းနိုင်ထည့်ချင်တာတခါတည်းထည့်လို့ရတယ်။ဒါပေမဲ့ကိုဘောကလည်းမလုံသေးပဲနဲ့ကျွန်တော်ကကွင်းကိုအရင်ပစ်ချလိုက်မယ်ပြီးတော့ကျွန်တော်ကင်းရှမယ်စီးပေါ်ရရှမယ်ပြီးတော့နောက်ကနေဝစ်လေးနှစ်ကောင်။ရော့အဲဒိုးလေးဝင်ခိုင်းလိုက်မယ်။ဒီဘက်ကနေကိုဘောဆိုက်ရှင်းလိုက်အောင်မယ်မိုင်းနာလေးတွေလည်းအကုန်လုံးမချပဲနဲ့ကျွန်တော်နည်းနည်းလောက်ချပြီးတော့ဆိုက်ရှင်းမယ်နော်။ Okay ။စီတီတက်ထွက်လာတဲ့ကောင်စိုးလေးတွေကျွန်တော် poison လေးချမယ်ကျွန်တော် king ability ဖွင့်ပေးလိုက်မယ်။အဲဆိုတော့အထဲထဲဝင်လို့ရပြီနော်။အဲဒီမှာဆိုမိုင်းနာလေးထည့်လို့ရပြီတော့။ ပတ်เสียလဲအကြောင်းမရှိတော့ဘူးเนาะအကုန်လုံးကျွန်တော်ဖီပြီးတော့ထည့်လိုက်မယ်ကိုပြောစပယ်တော့ကိုအစင်ပြီးတို့တာဟီးရိုးတွေပုံမှာကြည့်ပြီးတော့မှသုံးလို့ရတယ်ဟီးလစ်စပယ်လေးတွေကတော့ကိုဘောတို့ကမိုင်နာနေနားမှာရှာမှာဖြစ်ပါတယ်အဲ့တော့မိုင်နာလေးနေနားကိုသတိထားပြီးတော့ကြည့်ပါเนาะโอเคဟုတ်ဟင်းကင်းလေးစပယ်လေးရှာမယ်ကင်းရလဲအစင်ပြေတယ်ကွင်းရလဲတသားရရပဲအော်ကိုတို့ဒီတစ်ခေါက် CC ပြောင်းလိုက်တာတော်တော်လေးကောင်းပါတယ်တဲ့လား rocket လေးတွေကအလုတ်ဖြစ်တယ်နော်အဲ rocket ball လေးတွေပြောင်းပြီးတော့မှထည့်လို့ရတယ်နော်ဟိုတစ်ခေါက်က super ရေဒီကတော့တိတ်တော့မမိုက်တော့ဘောပြောင်းလိုက်တာပြတ်โอเคတော်တော်စပယ်တွေကိုအဲ့လိုပို့တာလေတိတ်တယ်ကျွတ်စင်ချိုးဒီမှာကိုပြောင်းစပယ်လေးလုံးလောက်ပို့တယ်ဆိုတာကြီးอ่ะကျွတ်တယ်နော်အဲ့မောအဲ့တော့ဒီ attacking လေးတွေက brother တို့လည်းဒီ fireball ရှိတယ်ဆိုလို့ရှိရင်တော့ဒါမျိုးနဲ့ဒါကျုံပြ fireball level ဘယ်လောက်မှစကျုံလို့ရပြီလဲဆိုတော့ level 9မှာစပြီးတော့တီးလို့ရပြီ သူက level မြင့်နေပို့ပြတော့မှသူကဒီ area ပိုကျယ်လာမဲ့အနေထားလေးပေါ့နော်အဲ့တော့ brother တို့ကကျုံးနေလဲဆိုလို့ချင်း level 9 10 17လောက်မှလဲပို့ပြီးတော့ကျုံးလို့ရပြီ17မှဆိုတော့သူက level 15ဆိုရင်တော့ level match ဖြစ်သွားပြီဗျအင်းဒါလေးကတော့ကျွန်တော်တို့ဒီ fireball attacking နေဖြစ်ပါတယ်17ကနေပြီးတော့17ကို ဖြုတ်တာတော့ပါ spare တွေအဲ့လောက်ပိုနေတာကြီးကြတော့ရှေ့ကျန်းနေတယ်ကိုပါပါပြီပေါ့နော် hero 3កောင်လုံးလဲမသေးသွားဘူးဗျ oh my god ကျွတ်စင်ဗျနော် โอเคဒါကတော့2012ရဲ့ကျွန်တော် Firewall Attack လေးဖြစ်ပါတယ်2012မှာဆိုလို့ရှိရင်တော့ကျွန်တော် Rocket Ball လို့အလုံး20တီတီကိုတုံးထားတယ် Warden အနောက်ကတော့လိုက်မယ်ကျွန်တော် Healer လေး9កောင်ပါမယ်ပြီးတော့ကျွန်တော် Wolverine 9လုံးပါပြီးတော့ Hunter 2កောင်ပါမယ် VK 3កောင်ဒါ site ချင်းမွာလေးပေါ့နော် site ချင်းမွာတော့ထည့်ထားတယ်ပြီးတော့ကျွန်တော်ပျောက်တီးလျှောက်လုံး Aquic ကိုကိုဘောတော့ဒီမှာ3လုံးထည့်ထားတယ် Brother အနေနဲ့2လုံးလောက်ပဲထည့်လဲအဆင်ပြေတယ်ဘာလို့ဆိုကိုဘအခုတိုက်မဲ့ဘေးကိုကျွန်တော်3လုံးလောက်ထည့်ပြီးတော့မှတိုက်မှာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ပြီးတော့ကျွန်တော် Race ပဲထည့်တယ်ပြီးတော့ CC ကနေပြီးတော့ကိုဘဆွမ်းနာယူထားတဲ့အတိုင်းပဲ Rocket Ball လို့ထည့်ထားတယ်အလုံး9လုံးပါမယ်ဗျပြီးတော့ ့ကျေကျော်စီးပွားရပါမယ်ကျွန်တော် freezing poison နဲ့ဖြစ်ပါတယ် equipment တွေကကြတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီ action fin ကမရှိလို့ကိုဘွားကွင်းမှာဆိုလို့ရှိရင်တော့ giant arrow နဲ့ healer နဲ့ကိုတွဲထားတာဖြစ်ပါတယ် brother တို့က action fin ကရှိရင် giant arrow နဲ့ action fin ကနဲ့တွဲလို့ရတယ်ကျွန်တော် game မှာဆိုရင်ပုံမှန်တိုင်းပဲကျွန်တော် aquatic spiky ball ဖြစ်တယ် water မှာဆိုလို့ရှိရင်လည်း rage နဲ့ fire ball ဖြစ်ပါတယ်ဗျဒီမှာဆိုလို့ရှိရင်ကျွန်တော် aquatic က level 14ဒီကောင်ကတော့55 55တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း16 14ဖြစ်ပါတယ်ဒီမှာတဟုံး7နှစ်လောက်ဆိုရင်တော့ brother တို့ကဒီ level 14တို့15တို့ဆိုရင်တော့ fire ball 3တို့အဆင်ပြေသွားပြီပေါ့နော်โอเ Okay, let's go try Sabiro Chile Chao. ကိုဘောကဒီဘေးကိုတိုက်မှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အက်ကွစ်ကိုတမင်ကသုံးလုံးထည့်ထားတာ။ဘာလို့သုံးလုံးထည့်ထားလဲဆိုလို့ရှိရင်တော့ကိုဘောတန်းဟုတ်ကိုတစ်ခါတည်းအပါယူမှာဖြစ်ပါတယ်။ဘာဖြစ်လို့တန်းဟုတ်ကိုတစ်ခါတည်းအပါယူရလဲဆိုလို့ရှိရင်တော့တန်းဟုတ်ကိုကျွန်တော်ကလှန့်ပြစ်လိုက်ပြီဆိုတာနဲ့ဒီ CC ဘာ ठी မှာဖြစ်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်။အဲ့တော့ကြခါတယ်ကိုဘောတို့ကတန်းဟုတ်လည်းမမယ် CC လည်းမမယ်ဆိုတဲ့အနေထားလေးပေါ့နော်။ Fire ပေါ်ပြစ်တဲ့နေရာမှာတော့နည်းနည်းလေးအရေးကြီးတယ်။ Warden ကိုကိုဘောတို့တေးချပြီးလောက်စဲအရှင်နေရောက်တဲ့အထိကို Warden လေးကို War ပေးရမှာဖြစ်ပါတယ်။ဒီတန်းကိုပြောက် Spell တွေအများကြီးချလိုက်လို့ကျွန်တော်ပထမဦးလို့ကိုဘောဒီတန်းဟုတ်စက်တွေမှာတိုက်တယ်လို့လွဲသွားမှာဆိုလို့ပေါ့နော်။သူကဒီမှာအက်ကွစ်သုံးလုံးချပြီဆိုရင် Giant Arrow နဲ့ဆိုတော့တစ်ခါတည်းပါသွားမယ် အနေထားလေးပေါ့နော်โอเคအရင်ဆုံးကိုဘောတော့တာဟုတ်ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဝါဒန်လေးကိုအမ်ဟောမယ်နော်โอเคဒီအချိန်မှာ fireball သွားပြအကုန်လုံးအုပ်ပြီးတော့သွားပြလို့ချင်းတောင်းဟုတ်စီကိုရောက်မှာမဟုတ်ဘူးနော်။ဘာလို့ဆိုတော့တောင်းဟုတ်ကမပွင့်သေးဘူးဗျ။တောင်းဟုတ်ကပွင့်မှသူက defend ပုံစံပြောင်းမှ warden လှမ်းပြလို့အဆင်ပြေမှာ။အဲ့တော့ကျွန်တော်တို့ကတောင်းဟုတ်လေးပွင့်အောင်ဒီဘက်ကနေ giant arrow နဲ့အရင်ဆုံးပစ်ပြရမယ်နော်။တကယ်လို့အဲ့လိုမပစ်ချင်ဘူးဆိုလို့ချင်းလည်းဒီ aquis လေးနဲ့လှမ်းပြီးတော့ရှလို့လည်းရရပေါ့။ Okay ။ အစီလေးသွားမယ်ဝါရံလေးကိုဒါတေချာလောက်တဲ့အထိသွားပေးရမယ်ဗျာနည်းနည်းတော့စိတ်ရှိရမယ်နော်ဒါမျိုးလေးတွေကြိုက်ရင်음ဝါရံလေးကောင်းနေဝါရံဒုက္ခပြီးနိုင်မယ်ကျွန်တော် CC ရလဲအလဲထဲမှာဆိုတော့ AC ကိုသွားလို့ရတယ်ဗျာ음မဆိုအာရှထက်ရမယ် Okay ပြီးရင်ကျွန်တော်ကတ်နိုရမယ်ဟုတ်ပြီ အဲ့ဒါတော်တော်လေးတည်ကြနေနော်ဘာသာကိုပြောစပယ်3လောင်းနဲ့ဆိုအလုပ်ဖြစ်တယ်တိလားโอเคအဲ့ဒါကျွန်တော် aquish တေးချလိုက်မယ်နော်3လုံးချလိုက်မယ် aquish ပွင့်သွားပြီမတလုံးဒီမတလုံးအုပ်မယ်ပြီးမှ fireball ပြစ်မယ် boom โอเคအဲ့လိုနေထားလေးဆိုကိုဘောတော့လှမ်းပြီးတော့ဂျိုင်ရဲ့အဲလိုနဲ့ပြစ်ချလိုက်မယ်ဒါဆိုတောင်းဝါအေးအေးစစ်စစ်လေးရပါမယ်နော်โอเคဒီဘက်မှာကိုဘောတို့ဒီဒုံးစံတိုင်းဒါ rocket လေးတွေချလို့ရတယ်နည်းနည်းလေးအရှင်နေမကောင်းတဲ့နေရာမျိုးတွေပေါ့နော်ဒီ inferno single zone war down ဒုက္ခပေးနိုင်တယ်အဲ့ကြောင့်လှမ်းပြီးတော့မှကျွန်တော် rocket လေးတွေများများလေးပြစ်ပေးလိုက်မယ် ကင်းရှာမယ်ပြီးတော့ကျွန်တော်စီးပွားရရှာမယ်စူပါဝေါ်ဘရိတ်ကတော့အဆင်ပြေတဲ့နေရာမှာအဆင်ပြေသလိုသုံးလို့ရတယ်စူပါဝေါ်ဘရိတ်ကပြသွားရိုးရိုးဝေါ်ဘရိတ်နေမှာနော်အဲ့ဒီမှာ brother တို့က CC2 တွေတက်နိုင်နေဆိုလို့ရှိရင်တော့ဒါစူပါဝေါ်ဘရိတ်ထက်တာအကောင်းဆုံးပါပဲ Okay อืม AC ဖြစ်သွားပြီเนาะဒါလေးကတော့နောက်ကနေပြီးတော့ section boot VK လေးလိုက်ပေးတယ် good ဒီမှာချိုးပြီးတော့ rocket လေးတွေရှာပေးရင်ဆိုရင်ကျွန်တော်တို့ကင်းနေရပို့ပြီးတော့တက်တာသွားမယ်ဗျာ defend နေထိစရာအကြောင်းမရှိတော့ဘူးဒီနေရာလေးတွေမှာ ့ H4 ground တွေကအရင်အကျိတ်နေဆိုရင်ကျွန်တော်ဒီဘက်ကနေ H4 ground တွေကိုလမ်းပြီးတော့ပို့ပေးလိုက်မယ်။ဟုတ်ပြီဗျာ။ poison လေးရှာမယ်ကိုဘတော့ CC ရတခါတည်းရသွားဖြစ်တဲ့အတွက်ကြောင့်မလို့ poison က CC ကို300မလို့တော့ဘူးဆိုရင် hero တွေပေါ်ရှာမယ်နော်။ Okay ။မဆူလဲကြည့်ပါတော့ spray တွေအဲ့လိုတွေပို့တာပေါ့နော်။ကြောက်စရာကြီး။ဒီ attacking တွေကအရင်မိုက်တယ်ဗျာ fireball attacking တွေ။ဟမ် game ability ပေးမလားပေးစရာမလို့လဲပောက်ပွားอยู่3 star တော့ ရော့ကတ်ဘောလူတွေဆိုလဲလေးပုံပေါင်းအပြုံလိုက်ကြီးပြီးတော့စပယ်ကပိုရာကြီးอ่ะဝတ်တဟဲရှောင်းလုံးကြီးတော့ပိုရာကြီးကျွတ်တင်ပြ race bay တလုံးတော့ပိုနေတာကြီးကတော်တော်လေးကိုပိုက်တယ်ဗောနော်အဲ့တော့ brother တို့လဲ fire ball လေးနဲ့ကျုံးကျင်တယ်လက်ရှိကိုမှလဲတဟောစနစ်လောက်ပဲဆိုလို့ရှိရင်တော့ဒီ decking လေးသုံးမယ်ဆိုရင်ရန်ကိုမိုက်ပါတယ် တော့စနေအကောင်းဆုံး firewall တိုက်ခင်းတော့ပြောလို့ရပါတယ်။ Okay ကိုဘောတော့ဒါ aquish ကိုထုတ်လိုက်ပြီးတော့မှကျွန်တော်ကိုပြောင် spell လေးနောက်တစ်လုံးထပ်ပြီးတော့ယူထားတာဖြစ်ပါတယ်။အကုန်လုံးကတော့ပုံမှန်တိုင်းပဲเนาะကျွန်တော် aquish မှတ်နေဒီပုံစံတိုင်းပဲ CC ထုတ်လဲဒီပုံစံတိုင်းလေးပဲဖြစ်ပါတယ်။ဒီလိုပြမျိုးကြရင်တော့ကျွန်တော်ဘယ်နေရာလောက်ကိုကိုဘောတို့ကယူလဲဆိုလို့ရှိရင်တော့ဒါကတော့ eagle လဲလိုချင်တယ် CC လဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဒါ warden wolf နဲ့ aa cc လေးတွားရင်တော့အဆင်ပြေတယ်ပေါ့နော်။အဲ့လိုလေးပဲတွားမှာကျွန်တော် eagle ကို warden လေးနဲ့ wolf လိုက်ပဲပြီးတော့ကျွန်တော်ဒီ firewall ဒီ air strike ဘာလောက်ကိုလှမ်းပစ်လိုက်မယ်ဆိုလို့ရှိရင်တော့ CC လဲရမယ် h bow လဲရမယ်ပြ။အဲ့တော့အဲ့ဒါလေးကတော့ကိုဘောကြိုက်တယ်။အဲ့တော့ဒီဘက်က နေပဲကိုဘောဝင်မယ်ပြီးသွားရင်ကျွန်တော်တို့ fire ball ပြစ်မယ်ဒီကောင်ကကျွန်တော် warden နဲ့ပဲမှာမှာနော်ဒီကျွန်တော်တို့ eagle ကကျတော့အဲ့မှာကိုဘောတို့က warden အရင်ကြာနေဆိုရင် race ball လေးအသုံးပြုလို့ရတယ်နော်ကျွန်တော် race ball တစ်လုံးပါတယ် okay let's go brother တော့ okay အဲ့တော့ကျွန်တော်စပြီးတော့မှာဒီလိုက်ကြအောင်ဆောနာပြောသလိုပဲကျွန်တော်ဒီဘက်ကနေဝင်မယ် healer လေးတွေရှာမယ်ဟမ် okay အဲ့မှာ brother တို့က cc နဲ့တော်တော်လေးလှမ်းလို့ချင်ရင်ကိုဘောတို့ကဒါမျိုးလေး site ရှင်းလို့ရတယ်ဗျာတိလား okay ဒါမျိုးလေးပေါ့ rocket လေးတွေပြစ်ပြီးတော့ဆိုက်ချင်းတာအရင်များသွားလို့ရှိရင်လည်း तू ကအဲ့လိုအထဲထဲဝင်လာရင် CC ထွက်သွားလို့ရှိရင်အာတိုင်ပတ်သွားမယ်ဗျာဝါရန်နဲ့ကြာရင် rocket တွေအများကြီးတုံးလို့လည်းမရဘူးဗျာဒါမျိုးတော့အကူလောက်ပေါ့နည်းနည်းပပအဲအဲ့လောက်ပဲ okay ပြီးတော့ကိုဘိုးတွေဘာလုပ်မလဲ race ချမယ်အချိန်မကြာချင်ဘူးဆိုရင်ပေါ့နော် race ပဲလေးရှာလိုက်မယ် OP ဒီတော့ကိုပြောစပဲအုပ်ပြီးတော့ login တဲ့ defend ကိုပဲလှမ်းပြီးတော့မမယ်နော် S3 ပါလေးတွေအုပ်ပြီးတယ်ဆိုတာ login တဲ့ defend ကိုရကြတယ်နော်တချို့ကကျတော့မသိတဲ့ညီကိုလေးတွေရှိတယ်ဗျာ ဟုတ်ပြီနော်ပြီးတော့ကျွန်တော် fire ball ပြစ်ပြီးကွက်တိပဲနော်သိမ့်ပါတော့ဒါဆိုရင်ကိုဘိုးတို့က cc ရသွားပြီ h ball လည်းရရမ်းမိုက်သွားပြီအဲ့ဆိုကိုဒီဘက်ကနေပြီးတော့မှ giant arrow လေးပြစ်မယ်ပြီးတော့လို့ရှင်ကျွန်တော်တွေကင်းလေးရှာတယ် sea ball လေးရှာမယ်အမ်ကင်းထွက်လိုက်ကျွန်တော်ဒီမှာဟန်ဟန်ဒါလေးထက်ရှာပြီးမယ်နောက်တစ်ကောင်ထက်ရှာမယ်ဗျာရောအမ super wall break တွေပြစ်ချပေးလိုက် Inferno Sing ကနည်းနည်းလေးအာရုံလောက်မယ်ထင်လို့ရှိရင် Rocket နဲ့ပြစ်လိုက်ရရနော်အာစင်ဖြီသွားပြီဗျာ ဘာမှကြီးတောင်လို့တော့အရန်လှနေပြီဆိုရင်ဒါပြီးပြီဗျာ fireball လှသွားရင်ကျွန်တော်အားလုံး AC ပဲ rocket လေးတွေကျွန်တော်ပြင်မယ်ရော H4 လေးတွေပေါ့ကိုယ့်ရဲ့ ground troop တွေ hero တွေကိုဒုက္ခပေးနိုင်မယ် defend တွေကိုကိုယ်ရှေ့ရနေပြီးတော့ဒီကြိုပြီးတော့မှဒီ rocket ball လုံးနဲ့လှမ်းပြရမှာ CC တွေကထွက်လာတဲ့ rocket လေးတွေအလုံးအလုံးဖြစ်တယ်ကြည့်ဟအတားရပဲပြီးတော့မှ game velocity ဖွင့်မယ်ကိုယ်တို့ game ကို cover ပေးလို့ရသေးတယ်ကိုပြောက် spell လေးတွေနဲ့ကျွန်တော်တို့တတားရလေး H4 ဒုက္ခပေးရင်ကျွန်တော်လှမ်းပြီးတော့အုပ်လိုက်မယ် ဟာစင်ပြေသွားပြီဒီသိမ်းပါတော့ဒီမှာလဲကျွန်တော်အချိန်ပိုင်းဆိုင်ရာလေးတွေစကားပြောမှကြောင်းပြစ်ပြပြစ်ရောပြီးသွားပြီတတရဒီမှာလဲကျွန်တော်စပယ်ကပိုနေတော့မယ်နော်ဒုံးစံတိုင်းစပယ်ကတော့တော်တော်ပိုတယ်ဗျာအဟောစနေရဲ့လုံးဝကျွစီဖြစ်တဲ့ fireball attacking နေပါ Oh my god ကောင်းလိုက်တာ hero သုံးအောင်လို့မသိဘူးရောက်ရင် Oh my god โอเคဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှတိုင်မောင်းတော့ပြန်တိုက်လို့မယ်ဆိုလို့ရှိရင်တော့ဒါလွယ်မယ်လို့တော့ထင်ပါတယ်အားလုံးလည်းအဆင်ပြေကြပါသည်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတယ်ညီကိုလေးတယောက်ချင်းစီတောင်လည်းကျေးဇူးများကြီးတင်ပါတယ်ကိုပဲ channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးတော့မှအားပေးလို့ရပါတယ်အားလုံးပဲဖမ်းမင်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုကြမှာပြန်လည်းဆုံတွေ့ကြပါမယ်ဗျာ